အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်တစ်ဆင်မတိုင်ခင်ဂျားရမကစားမဲ့ EFN ကစတော့တာအဆင့်ပွဲစဉ်တွေရှိတယ်ပေါ့လေဆိုတော့ဒီပွဲစဉ်တွေထဲမှာတော့ဒါကလပ်အသင်းကြီးတွေဖြစ်တဲ့ Chelsea တစ်ဖက်က Liverpool အသင်းတို့ရဲ့ပွဲစဉ်တွေကလည်းရှိတယ်ဆိုတော့ပထမဆုံးဒါကျွန်တော်တို့ Chelsea ကဝါနာအသင်းရဲ့အိမ်ခွေမှာတွားပြီးကစားမဲ့ပွဲစဉ်တစ်ပွဲရှိတယ်ဆိုတော့ဒီပွဲက Chelsea တဲ့အနေပြဖြစ်တဲ့ Anzo Maresca အတွက်တော့အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမယ့်အနေအထားဖြစ်တယ်ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဖောင်းနေတော့လျှောက်ကောင်းခဲ့ပြီးတော့မှနိုင်ပွဲတွေရခဲ့ပြီးမှပရီးမီးယားလိပွဲစဉ်၉မှာအမထင်မှတ်ပဲနဲ့ဗောလေဒါအင်ကွဲမှာတန်တက်ကလပ်တသင်းဖြစ်တဲ့ဆန်ဒါလာအသင်းကိုထူးဝမ်းနဲ့ရေးနှိမ့်ခဲ့တဲ့အခြေအနေကြောင့်မို့လို့ကစားသမားတွေအပေါ်မှာတော့ဖီအားတချို့ရသွားတဲ့အနေအထားဖြစ်တဲ့ယုံကြည်မှုရပို့ပြီးတော့မှမြန်မာဘူးအတွက်ဥပါဒဏ်သိရဲ့အိမ်ခွဲမှာအနိုင်ရဖို့ကြိုးပမ်းရမယ်အခြေအနေပါဒါပြင်ကျွန်တော်တို့ဒါပရီးမီးယားလိပွဲစဉ်တစ်စင်မှာ ဒီပေါ့လေကျွန်တော်လန်ဒန်ပြိုင်မဲ့ကလပ်တင်းဖြစ်တဲ့ Trodian Hotspur အတင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ရှိတာကြောင့်မို့လို့ Chelsea ကဥပဒေအတင်းနဲ့ EFN ကစတုဒါအစီအမကျွန်တော်တို့နိုင်ပွဲယူပြီးတော့မှယုံကြည်မှုပြန်ယူရမယ့်ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်ဆိုတော့ Chelsea ရဲ့ပေါ့လေလက်ရှိကျွန်တော်တို့အခြေအနေကိုကြည့်မယ်ဆိုရင်ဒီတိုက်စစ်က ကိုရဖို့အနေနဲ့ယုံကန်နေရတဲ့အနေအထားတစ်ခုလို့ကျွန်တော်တို့ပြောရမယ်အနေအထားဖြစ်တဲ့အဲဘာကြောင့်လဲဆိုတော့ဒီပေါ်လေတစ်ဖက်ကကျွန်တော်တို့ဒီတိုက်စစ်ကစားမှဖြစ်တဲ့ LND လက်မပါနိုင်ဘူးလက်ရှိခိုးပါမအင်ဂျူရီဖြစ်နေတယ်နောက်တစ်ချက်ကကျွန်တော်တို့ပေါ်လေဒီတိုက်စစ်မှာမဂီဟူကို ထားပြီးတော့မှလက်ပတ်ဒါကျွန်တော်တို့ထန်းရိုးမှာဒီပေါ်လေကျွန်တော်ဂျောက်ပတ်ထရိုထားတဲ့အခြေအနေမှာဂျောက်ဖတ်ကိုယ်တိုင်ကလည်းခိုးရဖို့ယုံကန်နေရတဲ့အနေအထားဖြစ်တယ် တဖက်အသင်းတွေက Chelsea ရဲ့ channel တွေကိုကောင်းကောင်း block လုပ်လိုက်သွားရင်ကျွန်တော်တို့ Chelsea ရဲ့အတိုက်စစ်ကဒီတက်ရောက်မှုအားနည်းသွားတဲ့အနေအထားဖြစ်တယ်။ခန်းစစ်ကလည်း error တချို့ရှိနေတယ်။အထူးသဖြင့်တော့ center back မှာပြောစရာအပြစ်တချို့ရှိနေတဲ့အနေအထားကြောင့်မလို့ Chelsea အတင်းအတွက်တော့ဒါကျွန်တော်တို့ပေါ့လေ Uwana အသင်းနဲ့ပွဲစဉ်မှာဒီပေါ့လေ GU site ပြီးတော့မှအနိုင်ပွဲရအောင်ကြိုးပမ်းရမယ်အနေအထားပါ။ဒါပေမဲ့လက်ရှိအနေအထားရ Uwana ကလည်းတော်တော်လေး struggle ဖြစ်နေတဲ့အနေအထားဖြစ်တယ်။ဆိုတော့ Chelsea ကတော့ဖောင်ကောင်းနေပြီးတော့မှဒါပြီးခဲ့တဲ့ပတ် Sunderland ကိုဒါအရင်နေထားတဲ့ပွဲစဉ်အနေအထား ကလပ်နှစ်သင်းကြားမှာမတူညီတဲ့ချင်းပွဲကိုချင်းကပ်လာမဲ့ပုံစံတွေလက်ရှိချဲစီအသင်းရဲ့ကစားသမားစကွတ်ကကျွန်တော်ပြောလေတဖက်ကဘူဗနာအသင်းတက်တော့ပို့ပြီးတော့မှတောင်းတင်းမဲ့အနေအထားရှိတာကြောင့်မလို့အာကျွန်တော်တို့ EF Fan Castrota အဆင့်ပွဲစီမှာတော့ချဲစီကဝန်တာအသင်းရဲ့အိမ်ခွဲမှာမဖြစ်မနေနိုင်ပွဲတစ်ပွဲယူသွားမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ယူဆတယ်ချဲစီဘက်2-1 1-0လောက်နဲ့ သင်ကိုအနေနဲ့ကျွန်တော်တို့အနာယူပြီးတော့မှထော်တရဟော့စပါအသင်းနဲ့ပွဲစဉ်အတွက်အာကျွန်တော်တို့ပေါ့လေဒါယုံကြည်မှုတိစောက်သွားမယ်ပွဲစဉ်တပွဲလို့ကျွန်တော်ကထင်တယ်နောက်တစ်ပွဲကတော့ဒါကျွန်တော်တို့လီဗာပူးအသင်းနဲ့ခရစ်စတယ်ပဲလေအသင်းတို့ရဲ့ပွဲစဉ်မှာဆိုဒီပွဲစဉ်ကိုတော့လီဗာပူးကအင်ကွေးအန်ဖီမှာဖက်ကကျွန်တော်တို့ခရစ်စတယ်ပဲလေအသင်းကိုလက်ခံကစားသွားမှာလည်းဖြစ်တယ်ဆိုဒီပွဲကဒီပြအနစ်လော့အတွက်တော့ပေါ့လေအထူးကခရစ်စတယ်ပဲလေအသင်းကိုအာကျွန်တော်တို့နိုင်ပွဲရအောင်ယူပြီးတော့မှ အာရှေ့နှစ်ပွဲဆက်ပေါ့လေကျွန်တော်တို့အရင်နိုင်ထားမှုကိုချိုးဖျားမယ်အခြေအနေပါနောက်ဆုံး၃ချိန်ခရစ်စတာပဲလက်တင်နဲ့တွေ့ထားနေရမှာအာကျွန်တော်လီဗာပူးအသင်းကကျွန်တော်တို့နှစ်ချိန်နှစ်ချိန်ဇက်တိုက်ရှုံးပြီးတော့မှတစ်ချိန်ကတည်ကြထားတယ်ဒီအခြေအနေကြီးကြီးအဖြစ်ခရစ်စတာပဲလက်အသင်းနဲ့တွေ့တိုင်းလီဗာပူးကကျွန်တော်တို့ပေါ့လေနိုင်ပွဲရပို့အတွက်ရုန်းကန်ရတဲ့အခြေအနေပါဒီရဒီမှာ community တိုင်းမှာကျွန်တော်တို့ penalty အဆုံးဖြတ်တဲ့အရင်နိုင်တယ်လို့ ပရီးမီးယားလိပွဲစဉ်မှာလည်းကျွန်တော်တို့ပေါ့လေဒါ2 1ရလနဲ့ပဲလေအင်ကွဲမှာအရင်နေထားတဲ့အခြေအနေကြောင့်မလို့ဒီပြအာနစ်ကလော့အတွက်တော့ကျွန်တော်တို့ပေါ့လေဒါဒီအခြေအနေတခုချိုးဖြတ်ရမယ်နေထားပါဆိုတော့လက်ရှိလီဗာပူးအသင်းရဲ့အခြေအနေရတော့ကျွန်တော်တို့ဒီပေါ့လေဖောင်းတော်တော်လေးပြတ်လာတွေ့ရတယ်နောက်ဆုံးပြပွဲသူ9ပွဲမှာ2ပွဲပဲနိုင်ပြီးတော့4ပွဲရှုံးထားတယ်ဒီပေါ့အရင်နေတဲ့ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်အာကျွန်တော်2 1 1စီဒီပုံစံမျိုးတွေတွေ့ရတယ်အနေထားကတော့ဒါဒုတိယပိုင်းမှာ twin goal တွေပြန်ပြီးခွင့်ပြုရတဲ့အနေထားဖြစ်တယ်ဆိုတော့ လီဗာပူးအသင်းကကျွန်တော်တို့ဒုတိယပိုင်းမိနစ်80နောက်ပိုင်းမှာခန်စစ်ကကျွန်တော်တို့ပေါ်လေ on the ball ဖြစ်သွားလို့တိုက်စစ်ကိုပြန်မြင့်နေတဲ့အချိန်ဒီမှာခန်ဒီခန်စစ်ကစားသမားတွေကတခြားသင်းရဲ့ counter attack တွေကိုကောင်းကောင်းမထင်းချုံနိုင်လို့ကိုရီပေးနေရတဲ့အနေအထားဖြစ်တဲ့ဒီအချိန်လေးကိုအနည်းပြအနည်းလျှော့အဲကျွန်တော်ဖြေရှင်းရမယ့်အနေအထားဖြစ်တယ်။အာဒါပြင်ကျွန်တော်တို့ဒီပွဲပြီးရင်လည်းကျွန်တော်လာမယ့်ပွဲစဉ်တွေကလီဗာပူးအသင်းတို့ကပွဲချက်အနေအထားတချို့ရှိနေတဲ့အတွက်အာကျွန်တော် EFN Cup ပွဲစဉ်မှာတော့အင်ကွဲမှာအာကျွန်တော်တို့ပေါ့လေဒါနောက်ဆုံး၃ချိန်ဆက် အဲအတစီရမထားတဲ့ crystal ball အတင်ကိုအနာယူပြီးတော့မှနောက်တစ်ဆင့်တက်မဲ့ပွဲစဉ်တစ်ပွဲလေကျွန်တော်ကယူစတယ်ဆိုတော့အာကျွန်တော်တို့ crystal ball အတင်ကိုနေပြအနီ slot ကဒီတစ်ချိန်မှာတော့အိမ်ဝဲမှာအနာယူပြီးတော့မှကျွန်တော်တို့ဒါယုံကြည်မှုရပြန်ပြီးတိစောက်မဲ့ပွဲစဉ်တစ်ပွဲလေကျွန်တော်ကယူစတယ်ဆိုတော့ဒီပွဲမှာတော့ဒါ liverpool က2-1 1-0လောက်နဲ့ liverpool အတင်ကပဲအနာယူသွားမဲ့ပွဲစဉ်တစ်ပွဲလေကျွန်တော်ကအထင်နဲ့ပေါ့လေဆိုတော့ချီရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းချင်တဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်